တိဒေါသီရာထွန်းလာရင်ဟုတ်တယ်ချူငယ်တီးလို့လေချူကတော့မတိပါဘူးရောင်နေထွန်းနဲ့အဲ့အန်တီဒေါသီရာထွန်းနဲ့ပုံပြောနေတာဟုတ်ဘူးခီးသွားတော့ကလေချူကြားလိုက်တာပြဿနာတခုခုတော့ဖြစ်နေတဲ့ပုံပဲမလဲဆိုတော့ချူလည်းတေချာတော့မတိဘူးဘာလို့ပိုင်နဲ့ထွန်းဆေးရုံကြီးအဖေယူလိုက်ပြီးတော့ကိုယ်ရဲ့ငွေကိုတအားတို့ပြန်အမ်းပေးလိုက်ရင်အဆင်ပြေ ီရီလိုက်တော့တမီးဟေးဘေးဘာဖြစ်လာလဲတခုခုတော့ဖြစ်လာပါလေမေမေမမပြန်ဘာဖြစ်လာလဲတမီးမျက်နှာမကောင်းလေဘာဖြစ်လာဘယ်လိုလဲတွေ့ခဲ့လဲတမီးဟိုအလေးလမ်းထိပ်မှာကားတိုက်တာကိုတွေ့လာခဲ့လို့ပါမေမေတမီးရဲ့မေမေကဘာများဖြစ်လာလဲလို့ဟိုငါတမီးလေးတော်တော်ကြောက်လာတယ်ထင်တယ်သွားသွားလာလိုက်တော့နော် thấy chị ạ Ok bà ơi, ừ vậy Nói đi làm đi ဥွယ်ထားတဲ့ထွန်းစေးရုံမိလောင်ပေါ့။ရှို့မိလို့ပြောတယ်။ဟာ။ဘလို့ဖြစ်ရလဲဥွယ်။ဆိုတော့ဆိုတာပဲကွာ။ဘသူကမနာလိုပဲနဲ့ရှို့တာလည်းမသိဘူး။ဥွယ်ဟိုအဲ့စေးရုံကြီးကလည်းအရန်ကိုဟောင်းနှမ်းဆုပ်ပြတ်နေပြီလေ။ပြီးတော့ချူတို့တွေကလည်းမြေကြီးကိုပဲလူကျင်တာမှလား။အဲ့တော့စာဦးဖြူတာဖြူကတက်တာလေလို့တော့သတ်မှတ်လို့ရတယ်။ ချင်းနေပြောတာဟုတ်ပါတယ်ဒါပေမဲ့သူကခုအဆောက်ဦးကြီးလောင်လာတာဆိုတော့နမိတ်မကောင်းလားဟောဦးရဲ့ပစ္စည်းတင်ခါရလူတင်ခါရပေါ့ပြီးတော့ချိုးတွေကလည်းအဲ့နေရာမှာစိတ်ုံပြန်လုံးမှာမဟုတ်တာဟုတ်ဘူးလားချင်းနေပြောတာဟုတ်ပါတယ်ဒါပေမဲ့မီးလောင်တဲ့အမှုဆိုတော့သက်ဆိုင်ရတဲ့စကားပြောရမယ်ဦးရဲ့အဲ့လောက်ကြီးလည်းမစိုးရင်ပါနဲ့ ချို့တွေကအဲ့အဆောက်အဦရဲ့နာမည်ပေါင်းမှမဖြစ်သေးတာပြီးတော့မူလပိုင်ရှင်ကလည်းလောကကြီးရဲ့မှာရှိတော့တာမှမဟုတ်တာအဲ့တော့အမှုကသူ့လိုလိုပိတ်သွားလိမ့်မယ်လေဒီကဟုတ်ပါတယ်လူတွေဘာတွေလဲထိခိုက်ဒဏ်ရာရတာမရှိဘူးဆိုတော့မှုအတွက်ကစိတ်မပြေတော့ဘူးအင်းလေအားပြလာပေါ့ဟိုဦးကလည်းခကြီးကပန်းလာတဲ့ဟာကိုပင်ပန်းနေရောပေါ့လားအဲ့မစင်စားနဲ့ပါကြ လုံရလိုက်ကြတာလုံရလိုက်ကြတာကုန်ပါပြီကုန်ပါပြီဟာတလုံးသားတွေချေချကုန်သလိုပါပဲသမီးမငိုပါနဲ့ပျက်စီးချိန်တလို့ပျက်စီးသွားပြီပဲလို့မှတ်လိုက်ပါတော့ဒါပျက်စီးရမှာဘူးသမီးတော်တော်ဒါမဲ့ဒီစေးအောင်မေမေမမပိုင်တော့อ่ะ မမမပိုက်ဘူးဆိုတိုင်းသူတို့တော့လုံးလုံးမရဘူးသမီးရဲ့ဥပရိယလည်းလုံးဝမပေးတော့မမမချိနေဘူးထားလိုက်ပါတော့မမရဲ့ပြဿနာအရှိအရှိဖြစ်နေပါလိမ့်မယ်နော်အာ မယ်ဟမ်အရှိမဧည့်တယ်ရမယ်ဘသူလဲသမီးသမီးလည်းမသိဘူးဇာယာရှိလို့ပြောရမယ်မိမင်းနဲ့စကားပြောချင်လို့ပဲဟောအေးခဏထိုင်နေတာလားနော်ဘာလို့လဲလက်ခံနေလားတောင်းရတယ်ဘုရားမှာရှိမှမသိရှိမှ ဟုတ်ကဲ့အာစားတော့မဟုတ်ပါဘူးဟာဒေါ်လီတာအတွက်အနေနဲ့ဗန်ချင်းငွေယူလာတာ၅နှစ်ပြည့်တဲ့ပြင်ပါ तू ကနလကြုံလို့အဲ့ဒါလာပြောတာပါအော်နလအောင်ကြော်သွားပြီလားဟုတ်တယ်ခင်ဗျမနေ့ကမှပြည့်တာကျွန်မရက်တွက်မားတဲ့တင်နေကျွန်မမပြည့်သေးဘူးထင်နေတာလေဟုတ်ပါတယ်ဒီပတ်စံတွေကိုအတိုးတွေကိုပေါ့နော်ကျွန်တော်လည်းတခါတည်းထည့်ပေးလိုက်နိုင်တော့ပိုကောင်းပါတယ်ဘာလို့ဆိုရင်ကျွန်တော်စီမှာဒီအတိုးကိစ္စနဲ့ပတ်သက်ပြီးစားစားလမ်းတွေအားလုံးပါလာပါတယ်အော်တပတ်လောက်တော့အချိန်ပေးလို့ရမှာရှင့် ကျွန်တော်ရက်ချင်းတိကျလေးပေးလို့ရမှာခင်ဗျာဟုတ်ကျမတောက်ကြနေဆက်ဆက်ဘန်လာပေးပါမယ်ရှင်ကောင်းပါပြီတော့ဒီတာထွန်းကိုကျွန်တော်ကာကွယ်ပေးနိုင်ရတာနောက်ဆုံးချိန်မှာပဲအဲ့တော့ရက်ချင်းတိကျတော့ကျွန်တော်ပြန်ပြီးတော့လာပေးစီရှင်ပါဟုတ်ကျမဆက်ဆက်လာပါမယ်ရှင် ဟုတ်ချူဦးမေးစရာတခုရှိရဲ့မေးပါဦးကချူအဲ့လိုမျိုးပြောလိုက်လို့ရှိရင်စိတ်ဆိုးမှာလားဟုတ်ဗျာဦးအရန်ချစ်လို့ယူထားတဲ့မိန်းမကိုဘာလို့စိတ်ဆိုးရမှာလဲအဲ့ဆိုဦးကချူကိုဘယ်လောက်ထိချစ်တာလဲဒီကလေးမလေးမချွဲစဘူးချွဲနေပြီ။ဘာလို့နေလို့လဲပြော။ ဟောဦးကလည်းသူ့ကတိကျလို့မေးရဟာဦးဟောဦးကလေကျူးငယ်ဘယ်တော့တောင်ချက်လဲဆိုရင်ကျူးငယ်ကဦးရဲ့သမီးအရွယ်ဖြစ်ပေမဲ့ကျူးငယ်ကိုစတွေ့ကလေးကဦးရင်ထဲမှာတခါမှမဖြစ်ဘူးလေခံစားချက်နဲ့ချွတ်တာဘယ်တော့တောင်ချက်တယ်လဲဆိုရင်ကျူးငယ်မရှိရင် ဥဘဝလုံးဝမပြောတော့တဲ့အထိပါပဲဗျာဥဘဝချစ်တက်လိုက်တာကဲပြောရဲဟာရှင်ရဲ့ခုနဥမေးစရာရှိရဲ့ဆိုဥအန်တီဒေါ်တီရထုံးဥကလာစင်ထောက်ပံ့ကြည့်ပေးနေလားชัวဒီတိုင်းပဲပြောတာเนาะအဲ့အန်ဒီတော်တီရာထုံးလာစေထောက်မှန်ကြီးမပေးပါနဲ့တော့လာဦးရဲ့ ဟဲ့လေနော်ဟိုကျူကချိုးမြင်လေးကိုပဲပြောတာပါဟိုဦးကအဲ့လိုလာစင်ထောက်ပံ့ချင်ဘယ်ချိန်ထိပေးမှာလဲတသက်လုံးပေးမှာလားဟိုဦးဘကပေးချင်တယ်ဆိုရင်လည်းဦးတဘောနော်ချိုးဒီတိုင်းပဲပြောပြတာဟိုချိုးထင်တာကြတော့လေဦးကအဲ့လိုမျိုးပေးနေမယ်ဆိုရင်လေ तू ကကိုယ့်ကိုယ်ကိုအားကိုးချင်တဲ့စိတ်ကြီးပျောက်သွားမှာစို့လို့ဟုတ်ပါပြီချိုးငယ်မကြိုက်ဘူးဆိုရင်အခုခုပဲရက်လိုက်မယ်ဦးကလည်းတခြားကြောင့်ပေးနေတာမဟုတ်ပါဘူးချိုးငယ် ဝယ်လွန်သွားတဲ့ဥရဲ့တငငယ်ချင်းပြီးတော့ဥသမီးရဲ့ရောက်ခမှလည်းပြင်နေလို့ပါကျွန်မကြိုက်ဘူးဆိုရလိုက်နော်ဟာအော်အညီတော်တရားထုံးစွာဥနဲ့အဲ့လိုမတော်တာလားဒါမဲ့လည်းဥရဲ့အခုကနေစပြီးရောလို့ထောက်ပံ့ကြီးရေမပေးတော့ဘူးရက်လိုက်ပြီလို့ပြောပေးပါလားစိတ်ချပါကျွန်မကမကြိုက်ဘူးဆိုရင်အခုချင်းချင်းဖုန်းဆက်ပြီးတော့ပြောလိုက် อืมဥကလည်းဥကလည်းဖုံးဆက်ပြီးပြောစရာမလိုပါဘူးအားနာစရာကြီးဟိုသူ့သားကနေတစ်စက်ပြောခိုင်းလည်းရနေတာပဲဟာဟုတ်ပါတယ်ကျူးငယ်ကျူးငယ်စိတ်တန်းကြဖြစ်စီဥပါလေကျူပါလေပြောပြောလေးလေးနက်နက်လေးနားထောင်ပေးရဲကျူစိတ်ချမ်းသာအောင်လည်းအမြဲလုပ်ပေးရဲအဲအကြောင်းမို့ဦးကျူပါလေတက်တက်လုံးချစ်သွားမှာစိတ်ချပါပါကျူ ိုးတော့လေဒီတိုင်းဆိုရင်ရန်ကုန်မှာခြေချဖို့တော့အဆင်ပြေပါမှာဟုတ်ပါလဲရှင်နေရောဘယ်အော်စီဝက်ပြန်ကြပါဟုတ်ရဲ့ခဏလေးစောင့်ကြည့်ပါဦးကြောင်းကြာကြာရေမကုတ်ပါဦးသူ့ရဲ့ကြောင်းလေးကိုမိုးရဲ့ပြင်ချင်ကြရင်တိတာလေခဏလေးစောင့်ကြည့်လိုက်မမြန်သိမှာပဲမဟုတ်ဘူးဆိုရင်စိတ်ထဲမှာဘလို့ကနေလို့အဆင်မပြေတော့အခုတော့လေတို့ပြင်ဦးဝင်သွားနေတယ်ပြောလို့လားလေဟိုအသက်ရှင်ချောင်းနေတာမမေသူကကစားစမ်းတောင်းကြလို့လိုက်ဖို့ပြပါလားဟမ် မမင်းငင်းနေကြရင်လိုက်ပို့ပေးမယ်။ဒါခန်းထဲတောက်မယ်လား။ဟုတ်ကဲ့ပြောပါအာတောင်းအဖေအတိပေးစရာလေးရှိလို့ပါဟုတ်ကဲ့တားမေဦးလာစဉ်ထောက်ပံ့နေတာလေးရဲ့ ီလာကနေစပြီးတော့ရက်လိုက်ပြီးလို့ရတာလေးသိပြီးတော့ဟုတ်ကဲ့ပါဘုရားကျွန်တော်ပြောလိုက်တာဒါဘလို့မှမတင်ပါနဲ့တော့ဒါပါဘုရားကျွန်တော်နားလည်ပါမဖြစ်လို့လေဘသူဖုန်းဆက်တာလဲ ိုးရက်ဖြစ်လို့ဆိုတော့ဘာလဲလဲပြန်လာတော့မယ်လားမဟုတ်ပါဘူးမိုးရက်မောင်ရက်မျိုးလားတင်ကြီးထောက်ပံ့ပေးနေတာကိုအဲရက်လိုက်ဘူးမဟုတ်ဘူးဟုတ်လဲဟုတ်တာပဲလေမောင်အမေလွန်းနေပြီအလုပ်လေးပါလို့စ조사ပြီးတော့လုပ်မယ်မရှိဘူးဒီကလောင်းလားပဲလုပ်မိုးမောင်မေအဲ့လိုမပြောနဲ့နော်မောင်မကြိုက်ဘူးသူလည်းတခြားကိစ္စရှိမှာပေါ့အမလေးနော်သူ့အမေကိုပြောတော့ဖြစ်မကြိုက်ဘူး မောက်မင်းအောင်ရောင်းသားတွေမလောက်နေလို့မို့တော်လိုက်တော့တော့ဘာမကြိုက်ဘူးလို့ပြောနေတယ် te la pialche get in nine on me it should could we chi gom to nag sa boy ma day a cozy ya yeah. 수건이 <noise> 告诉。